မှန်တော့မြန်မာနိုင်ငံရဲ့ဟာတွေအားလုံးအကုန်လုံးလို့ရတဲ့ဟာတွေရှိတယ်။အခုဆိုလာဟိုလာဘူးဘူးလားလာဘူးဘူးဆိုရင်အဲ့တော့အမအခုဘာလုပ်ထားလဲဆိုတော့မြန်မာရဲ့စီဝဲရုပ်ကလေးတွေဆိုလာဘူးဘူး site လောက်မျိုးလေးတွေနဲ့နောက်ပိုင်းကျရင် blind box တွေပါလေလို့ဖို့ရစိတ်ကူးရှိရပါတော့။အဲအဲ့လိုလေးတွေ အမြဘာမမစို့လုံးလို့ရတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်လေတခြားနိုင်ငံရောက်ပြီဆိုရင်ဟိုပါပေါ့အသေးရတာပေါ့နော်ကိုမြန်မာနိုင်ငံကလူတွေကိုလည်းအဲအမားတို့နိုင်ပြီးဆိုရမှာမဟုတ်ဘူးအကုန်လုံးကိုဟိုလိုပေါ့တိုးတက်စေခြင်းနဲ့အလုပ်တွေလည်းရစေခြင်းနဲ့ပြီးတော့ပို့ပြီးတော့ဟိုပါဖြစ်တာအခု packaging packaging ကမှအဲနိုင်ငံခြားကိုထိုးပေါက်ဖို့ပေါ့နော်အဲအမားတို့ဒီတိုင်ပင်ထားတာရှိတယ်တခြားနိုင်ငံကအဲ corporate gift တွေအဲပြီးတော့ company ကဟိုပါတွေဆိုရင်သူတို့က ဓိကအဖြစ်နိုင်ငံသားမှာပို့ပြီးတော့အဲ့ဒီဟာပို့ပြီးတော့ပောက်ပောက်ပောက်တယ်ပေါ့နော်အဲဒီ environment ကို save ဖြစ်တဲ့ဟာလေးတွေဒီ packaging ဆိုရင်ပို့ပြီးတော့သူတို့အရန်အားပေးတယ်အဲ့တော့ဒီဟာလေးတွေဒါအောင်မြင်သွားမယ်ဆိုရင်မအားတို့ဒီပေါ့ညီတောင်းလုပ်တဲ့သူတွေအဲ handmade လုပ်တဲ့သူတွေအတွက်လည်းဒါသူတို့ရဲ့စီးပွားရေးလေးလည်းပြန်ပြီးတော့ပဲကောင်းလာမလားပေါ့အဲလုပ်ကြိုက်ခွင့်ရေးလေးများပို့ပြီးရလာမလားပေါ့ နိုင်ပြီဆိုတာကကြတော့မတို့ဒီကိုဗစ်ဖြစ်တဲ့အချိန်ပေါ့နော်ကိုဗစ်ဖြစ်တဲ့အချိန်မှာအကုန်လုံးလော့ကဒေါင်းဖြစ်သွားကြရဲပြီးတခြားဓာတ်တွေပေါ့နော်လော့ကဒေါင်းဖြစ်သွားတဲ့အချိန်မှာမတို့ကဟိုကလေးနှစ်ယောက်မိမိဖြစ်တယ်ပေါ့နော်ဖြစ်တော့ကလေးတွေကအိမ်မှာနေပြီးတော့ အဲအရန် screen time နေအရန်များရယ်များတော့လေအဲဒီ iPad အဒီဟိုအရန်တုံးလာတော့ကိုကစဉ်းစားလိုက်တာအမကရင်တော့ဘယ်တင်ရဘယ်တင်ရဆိုတော့အမတော့နေမှာဆိုရင်ဒါအရင်တော့ဆိုဒီ TV လည်းမရှိဘူးဘာမှမရှိဘူးဒါပေမဲ့လည်းပျော်ကြရလေငငယ်တော့ 90s kick ကပေါ့နော်အဲပျော်ကြတော့ဒါအခလေးတွေလည်းဒါဒီ iPad တွေပိုင်းမရှိခင်တော့ငါတို့ဘယ်လိုပျော်လဲပေါ့စဉ်းစားရင်းနဲ့ဟိုကတသမီနဲ့မိဘတွေကလည်းခုနောက်ပိုင်းက bounding ကအရန်နေသွားပြီနေသွားတော့ဒါအတူတူလေးလဲဆော့မယ်အဲပြီးတော့နောက်တစ်ခုကကြတော့ဟိုပေါ့ဟိုဒီဒီ screen time လဲရှော့မယ်ပြီးတော့နောက်တစ်ခု တို့နိုင်ငံမှာလည်းတက်သားလေးထုတ်တယ်ပေါ့နော်တက်သားထုတ်တယ်ဆိုတော့အမတို့ဟွန်ငင်းငယ်တော့အမြေအိုးဘုတ်ကလေးတွေကိုတတိယပြီးတော့အမြေအိုးဘုတ်ဆိုရင်တော့ဒါမိခင်တယောက်အနေနဲ့အကြောက်ကွဲတာရှာတာလဲဒါသတိထားမိတဲ့အတွက်ကြောင့် internet မှာ like ရှာလိုက်တယ် like ရှာလိုက်တော့အဲ့နိုင်ငံသားမှာဆိုရင် safe ဖြစ်ဆုံး wooden toy ပေါ့နော်အဲ့အရာကြီးအရင်စကြည့်ရဟိုအိတ်ခစ်တုံးကတော့တော်တော်စကြည့်ရစကြည့်တော့ အရန်မအရန်သေးရတယ်ဗောနော်ဒီငါတို့မြန်မာနိုင်ငံမှာလည်းဒီဒါလေးလေးနေဒီလောက်ဈေးမဟုတ်ဖဲနဲ့တင့်တော်ပြီးတော့ဗောနော်မြန်မာနိုင်ငံကကလေးတွေကိုပါဒီ educational twice နေနဲ့မြန်မာ tradition နဲ့ပေါင်းပြီးတော့လုံးလို့ရပါရမလားဗောနော်ရမလားစဉ်းစားရင်းနဲ့အဲအဲ့ဒီဟာလေးကိုအခု90ဆရာစပြီးတော့ထုတ်တာဗောနော်အမှန်တော့မြေဥပုတ်ကို inspire ယူပြီးတော့အဲ wooden twice လေးတွေကိုအဲတစ်တာဥပုတ်ဖြစ်သွားတာဗောတစ်တာဥပုတ်ကလေးတွေကိုမအောင်စပြီးတော့ကိုယ်ပိုင် design ဆွဲပြီးတော့စပြီးတော့90အခု90ဆာထုတ်ပြီးတော့ ဒီဒီရောက်လာတာပေါ့နော်ဆက်ဆက်လုပ်ချင်းကတော့မအားတို့ပထမ တမီလေးမွေးခဲ့တဲ့ဒီဟာလေးတွေ wooden twice ဆိုတွေ့ဘူးတယ်တွေ့ဘူးတော့ဟိုလှုပ်ချင်နေဆိုတဲ့စိတ်ကတော့ရှိနေရပါတော့ပြီးတော့ငငယ်တုန်းကလည်းအမဒီ old book တင်နေပဲအမတူကြီးကတမီဆိုတော့နေမှာလဲကစားမဲ့ဖို့မရှိတော့ဒီသူ့လိုအားလေးနဲ့ခေါ်ပြုတ်နေရတော့အမအဲ့ရတငယ်ချင်းလေးလိုဖြစ်နေရပါဖြစ်နေရတာလေးတွေလည်းအမတန်အမတန်ရောစင်အဲ့လိုမျိုးတက်မဲ့လဲအမတန်ရောစင်ရှိတယ်တယ်ပေါ့နော်အဲရှိတော့အဲ့ဒါလေးတွေကိုမလုပ်လို့ရမလားဆိုပြီးစဉ်းစားနေတယ်ဘာမှဘာမှမစီဒီတိဒီတိရောက်မယ်လို့လည်းအဲ့လောက်ကြီးလည်းမဟုတ်ဘူးခု90ထုတ်မဲ့ဒါအလုပ်တစ်ခုရမယ်တနိုင်တစ်ပိုင်းနဲ့ဒါကိုအလုပ်ကလေးတစ်ခုရှိရယ်အဲပြီးတော့ ျိုးသမီးတယောက်အနေနဲ့ကလည်းဒီအိမ်အောင်ရှင်ပေမဲ့လည်းဒီအလုပ်ကလေးနဲ့ပေါ့နော်အဲ့လိုလေးရှိမယ်ဆိုတဲ့ဟာလေးနဲ့အဲဘာမှမဟုတ်ဘူးအပျော်အပျော်ကနေအဲ့တော့ပထမစတင်တော့အပျော်ကနေတော့ဘာမှစီးရင်လည်းဘာမှမရှိဘူးဘာမှဟိုဖိဖဲနဲ့ဒီတိုင်းဥပုပ်ကနေစလုပ်ပြီးတော့အဲနောက်မမြန်ဝမ်းဆိုတဲ့အတင်းပေါ့မြန်မာ entrepreneur network မှာဝင်နေဝင်တော့ကြတော့သူတို့ရဲ့ဈေးပွဲတော်တွေလိုက်တယ်ဈေးပွဲတော်တွေကိုသွားတယ်ပေါ့နော်ဈေးပွဲတော်သွားတဲ့အချိန်မှာအမကသူများနဲ့မတူအောင် အဲစဉ်းစဉ်းစားဘလို့ဘလို့ဆိုစိတ်ဝင်စားမလဲဆိုအတွေ့အမှပေါ့နော်ငြင်းတွေးနေရတွေးနေတော့ဒီဟာလေးတွေဘလို့လုပ်ရင်ကောင်းမလဲဆိုစဉ်းစားရင်းနဲ့အဲအဲ့မှာပဲဟိုအဲပထမတော့ဒီအဲ့အဲ့ဈေးပွဲတော့မှာပဲအမဒီတိုင်းမဲခုံမှာတင်ထားတဲ့အချိန်မှာကော့ကိုစဉ်းစားလိုက်ပြီးတော့အဲခလေးတွေရာလို့အခုပွဲစည်းမှာပွဲစည်းလည်းမမြင်ဘူးပေါ့နော်အဲပြီးတော့ဒီအိုးပုတ်တွေဘာညာဆိုတာလဲဒီခလေးခလေးတွေအရွယ်ဆိုရင်သူကသူ့အတူတူ ဟိုဘယ်လိုပြောမလဲအဲတက်သူအမေတို့အတော်တို့လိုက်ပြီးတော့တူကျင်ကြတယ်တူကျင်ကြတော့ဒီဟာကလေးတွေရဲ့ကိုလည်းအမဟိုသူတို့ရဲ့ငငယ်တုန်းတည်းကကိုယ်ကိုယ်စိတ်ကကလေးကလေးကလေးစိတ်အခုဒီလည်းကလေးလိုပဲစဉ်းစားပြီးတော့အဲကလေးတယောက်အနေနဲ့ဆိုဒါဘယ်လိုလုပ်မလဲဆိုရင်အမအဲသူပြန်လည်းမတူတာ over buffet ဆိုပြီးတော့အေးအေးအေးတနေရာထဲမှာအဲ့နေရာမှာပဲထိုင်လိုက်ထိုင်ပြီးတော့ချက်ချင်းအခင်းနဲ့ခင်းချပလိုက်ပြီးတော့ရင်ပွဲစည်းပုံစံမျိုးအိုးဘုတ်တီကို စီပြီးတော့ပေါ့နော်ဥပုပ်ကလေးတွေရောင်စုံလေးတွေအဲ့ချိန်မှာတော့တစ်သားလေးတွေရောင်စုံရှိတော့အာစီရင်းနဲ့အဲကလေးတွေဆိုတာသူတို့ဘောက်သူတို့ဒါဟိုယူဘောက်သူကိုသူတို့ကိုသူတို့စိတ်ကူးရင်ပြီးတော့ဒါဈေးဥပယ်တဲ့စတိုင်မျိုးလုံးလို့ရတယ်ဆိုပြီးတော့ချင်းတစ်ချင်းပေးထားပြီးတော့အဲအဲ့တော့ငါးတောင်ပေါ့နော်ငါးတောင်နဲ့အဲ့ချင်းအပြည့်ထဲထည့်ကျင်တဲ့လောက်ထည့်အမေတွေမပါနဲ့သူတို့ဘောက်သူတို့ဝယ်ဝယ်ပလေးစီဆိုတဲ့ပုံစံမျိုးနဲ့သူတို့အဲကြိုက်တဲ့လောက်ယူပြီးယူပါဆိုပြီးတော့ပြောရင်းနဲ့အဲ့ဒီဟာလေးကနေအဲ သူများတွေရဲ့ဟိုပါဗောနော်သဘောကြပြီးတော့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့အဲဒီလူတိလာပြီးတော့အဲ့ဥပုပ်ဘူဖေးကမြန်မာမှာပထမဦးဆုံးလုပ်ခဲ့တာဗောနော် အဲဆက်စပ်တော့ပြောသလိုပေါ့ဟိုလော့ကဒေါင်းနေဖြစ်သွားတဲ့အချိန်မှာတော့ငါတို့ငယ်ငယ်တုန်းကဘလို့ပျော်ခဲကြတဲ့ဟာကိုစဉ်းစားရင်းနဲ့အာဒီ back to 90s တွေလဲလွမ်းတာပေါ့နော်ဒီငယ်ငယ်တုန်းကဟိုပျော်ခဲရတဲ့အချိန်တွေငယ်ဘဝတွေလွမ်းနေနေရပျော်တယ်အဲထုတ်စီးတိုးတာတို့ဘာတို့ပေါ့မြေမကစားတာတွေအမအရန်ကဲတာအရန်ကဲတော့အရန်လွမ်းနေပေါ့နော်အဲအဲလွမ်းရင်းနဲ့ဒီ 90s kick ကပေါ်ခဲ့တဲ့ဟာလေးတွေကလဲအမတို့ခင်မှာတုန်းကဆိုရင် မကင်နိုင်တာရှိရဲအဲမပြည့်မပြည့်ဘူးပေါ့နော်ချို့ရဆိုရင် TV တောင်မရှိရဲအိမ်ရှိအမတို့ဆို TV ဘာရှိ TV တောင်မရှိဘူးအဲမရှိတဲ့အိမ်ကနေလာတာဆိုတော့အဲပြီးတော့ကျွေးတုပ်ဆိုလည်းအမတို့ဒီပေါ့နည်းနည်းလေးပဲတဲ့အိမ်မှာတစ်ခွက်လောက်တောင်ရှိရဲဆိုဒါတော်တော်ဒါပျော်စေဟိုပါသူတို့အရန်ကြွားလို့ကောင်းနေပေါ့နော်အဲ့တော့ဟိုအဲ့ခစ်တုန်းကတေးသေးချာလေးလဲမတုံးလိုက်ရတာတို့တဲ့ဥမာဟိုဟိုဟာအမဆိုရင်ဒီပေါ့နော်ဟိုပါလေပတ်စံကြီးကလေးပတ်စံကြီးကလေးဆိုဖွားကြိုင်နဲ့ပတ်စံကြီးကလေးကိုကစ်လော့လေးတွေကိုလေကစ်လော့အိတ်ကလေးနဲ့ အဲသွားတဲ့ဟာပေါ့နော်အဲ့ဒါလေးဆိုအမောက်ငင်ရတော့ဒါဖွားရီတော်တွေကင်တဲ့ဟာကိုကင်ချင်ရတယ်ပေါ့နော်အဲ့တော့အဒီငါတို့ 90s kick ကလူတွေကောပြီးရလူငင်ငင်တော့မကင်လိုက်ရတဲ့ဟာလေးတွေပေါ့အဓိကတော့ကလေးတွေလောက်တောင်မဟုတ်ဘူးပေါ့နော်ဒီအမားတို့ 90s kick ကလူတွေအတွက်ကိုပြန်ပြီးတော့ပြန်ကြောင်းအောင်းမွေပဲပေါ့နော်အဲ့ဒါပြောရင်းနဲ့လေကိုယ့်ရဲ့သားသမီးတွေကိုဒါပြန်ပြီးတော့အဲငါတို့မမေတို့ဖေဖေတို့ငင်ငင်တော့ဘယ်လိုဆော့ခဲ့တာဗာညာပြောရင်းနဲ့ပေါ့နော်ပြန်အလွမ်းပြေပြောင်းလို့ဒါဒီ 90s story ရောဆိုပြီးတော့ပြီးထားရပါ အမားတို့ကအခု packaging service ပါရှိတာပေါ့နော် packaging service မှာလည်းအဲ့လိုတကောက်ဖားလေးတွေရှိမယ်ပြီးတော့ချင်းလေးတွေရှိမယ်အဲပြီးတော့နောက်တစ်ခုကကြတော့နှီးထောင်းရှိမယ်ပြီးတော့ထောင်းအောင်ပြောရတကောက်ဖားအသေးအကြီးအလက်ပေါ့အဲ့လိုတွေလည်းရှိမယ်အဲဒါမဲ့နိုင်ပြီဆိုတော့ထွက်တဲ့ဟာမှန်လည်းများတော့ packaging ကအဲ့ဒီဘက်ကနေပဲနှီးနှီးနဲ့ပဲသွားတာပေါ့နော်ပစ္စည်းမှမဟုတ်ဘူး packaging လာထုတ်ချက်နေတူတွေလာဝယ်ကြတယ်ပေါ့နော်အဲ packaging ဆိုရင်တခြား plastic တစ်ခုတောင်ပိုတော်တော်ဈေးကြီးနေတဲ့ခင်မှာမတို့ဒီချင်းလေးတစ်ခုကကြတော့ အဲပြောရမယ်ဆိုအမအမေတယောက်ဖြစ်တော့လေပစ္စည်းတစ်ခုကိုဝယ်ပြီဆိုရင်မပစ်ချင်ဘူးမပစ်လိုက်ချင်ဘူးမပစ်လိုက်ချင်တော့ဒီဟာဒီဒီပစ္စည်းတစ်ခုဘာမှအသုံးဝင်မလဲပေါ့နော်အဲ့ဒါဆိုရင်မေမေလေးဆိုရင်ဒါ Twitter တဲ့မေမေဆိုဒါတစ်ခုခုသုံးဝင်တယ်ဒီတကောက်ဖာမှာပဲဟိုဟာလုံမလားအဲလှပြင်မျက်စိထည့်မလားပေါ့နော်ပြီးတော့ချင်းလေးတွေဆိုလည်းတစ်ခုခုမသုံးဘူးဆိုရင်တော့အလှဆင်လို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်အမတို့ပစ္စည်းလေးတွေကကြတော့ဘာမှပစ်စရာမလို zero waste ဖြစ်တဲ့အတွက်ကြောင့်တော်တော်များများလဲသဘောကျကြတာပေါ့ reuse လည်းလုပ်လို့ရတယ်အခုကြွေတုပ်ဆိုရင် reuse ပြန်လုပ်လို့ရတယ်အမတို့ထိုးငင်ရတော့ဖိုးဖိုးတွေဖိုးဖိုးတွေရှိခဲ့ကကြွေတုပ်တွေဆိုအခုဒီမှတို့ရှိသေးတာထိုးအိမ်ကြီးမှာရှိနေကြတယ်လीဟိုတန်ကြီးလေးတက်တာဘာညာဒါပေမဲ့အဲ့ဒါကကြတော့နိုင်ငံသားမှဆိုအဲ့ဒါတွေကဒါ antique ပဲ antique ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါလေးကိုပြန်ပြီးတော့တို့ဟိုပြန်သုံးတာကမသုံးမဲနဲ့အဲ့ဒါဆင်မလားအဲပြီးတော့ပန်းလေးတွေထိုးတာတော့ဘာလို့ပေါ့နော်အဲ့လိုပြန်ပြီးတော့ reuse reuse လုပ်တဲ့ပစ္စည်းတွေကိုပဲပို့ပြီးတော့အမတို့ဒီရာကိုပို့ထိုးတာပေါ့နော် ပြီးတော့နောက်ပိုင်းကြတော့အမတို့ဟိုဟာ paper doll လေးတွေငယ်ငယ်ကဖျားတောင်းတိုင်းမှာပဲရှိတဲ့ဟာလေးတွေကိုကြတော့ ပြန်ပြီးတော့အမအသေးလေးနဲ့ထုတ်တာပေါ့အဲအမတို့ဒီကစိုင်ပေါ့နော်စိုင်ကန်ကတော့ဒီရန်ကုန်မှာတော့ဒီလိုမျိုးအိမ်လေးမှာပဲဖွင့်ထားတယ်ဟိုဖွင့်ထားရဆိုတာလဲဒါအအဓိကအဖြစ်က cost မတက်စီခြင်းလို့ပေါ့နော်ပြီးမှသွားပြီးဖွင့်မယ်ဆိုရင်ဒီကစိုင်ကန်ကတော့ဘာလို့ပါပြီးတော့ပစ္စည်းရလုံးဝဈေးကပိုတက်သွားမယ်ဟာမျိုးအဲ့ဒါတော့မဟုတ်မလုပ်ဖ ೇನೆ ဒီအိမ်မှာပဲဒီလိုလေးလာကြည့်လို့ရတဲ့ဟာမျိုးလေးလုပ်ထားတယ်ပြီးတော့အမပစ္စည်းလေးတွေကိုကြည့်ကျင်နေဆိုရင်လဲအမြန်ဝမ်း market place ပါလဲရှိရယ်မြန်ဝမ်းကတော့ကဘာရေးဇလာမှာပေါ့နော်သူတို့ဒီ make in myanmar product womenly business တွေကိုထားထားတဲ့ဟာမှာ ာလည်းကြည့်လို့ရတယ်အိမ်မှာမှအကုန်လုံးပစ္စည်းတွေအကုန်ရှိမယ်ပြီးတော့နောက်တစ်ခုကကြတော့အမတို့ဒီဒီဇင်ဘာကျော်နောက်နှစ်ပေါ့နောက်နှစ်မှာအမတို့နေပြီးတော့မှာတော့စိုင်ဖွင့်မှုရှိတယ်အဲ့ဒါလေးကတော့အသေးလေးပေါ့နေပြီးတော့မှာအဲနေပြီးတော့မှာလည်းဒါဟိုတယ်တွေရှိတယ် event တွေလည်းရှိတယ်ဆိုတော့ပြီးတော့အမရဲ့ပစ္စည်းတွေကဘယ်လိုဖြစ်လဲဆိုတော့ tradition ပေါ့နော် tradition ဖြစ်တာပို့ပြီးတော့တည်တာစီကဘာလဲဆိုတော့ဟိုအပေးတာကကြတော့အဲ့ ဟိုးရင်တော့ဟို history historical place ကြီးပေါ့နော်အဲ့အဲ့ Mandalay Mandalay ဆိုအရင်အပေးခံရရတယ်အများဆုံးကနေပြီးတော့ Mandalay မကွေးတို့ဆိုအဲ့လိုမျိုးအရင်ဒီအလဲပိုင်းကတအားအပေးတယ်အပေးတော့ဒီနေပြီးတော့နဲ့ Mandalay ကြားမှာဆိုတော့နေပြီးတော့မှလည်းအဲ့ဟိုအမတို့ share ရရှင်အမမဝေခင်လည်းရှိတယ်ဆိုတော့ဟိုသူ့ကိုလည်းအဲ့အမနဲ့အတွဲပစ်သွားတော့သူကဒီနေပြီးတော့မှဆိုင်ကန်လေးဖွင့်မယ်နေပြီးတော့မှအဲနောက်2026 January လောက်ပေါ့နော် January လောက်လောက်မှဖွင့်ဖို့တော့စိတ်ကူထားတယ်အဲ့ဒါလေးရှိမယ်အဲ့ဒါ ပုတ်ကိုလည်းစဉ်းစားလို့ဘယ်လိုလုပ်ဒီကိုရောက်လာမှန်းမသိဘူးအမတို့ဒီဟာမှာတခုတယောက်မှမရှိဘူးစီးပွားရေးလောက်တာလေအကုန်လုံးကဒီပညာနဲ့ပဲလှုပ်လှုပ်ကြအမလည်းငငယ်တုန်းကဒီဟို NGO အတိုင်းဝိုင်းပဲ environment အတိုင်းဝိုင်းပဲဒါပေမဲ့အဲ့ဒါတွေကလည်းအမအတွက်ဒါပို့ပြီးတော့ ဟို experience ပို့ပြီးတော့တွန်းအားလေးတွေပို့ဖြစ်စီရတာပေါ့နော်အမတို့ဒီရိုးရိုးစီးပွားရေးအမစီးပွားရေးဘာမှ major ဆိုရင် master ကတော့ဟို development study မှာရခဲ့တယ်အဲဒါပေမဲ့စီးပွားရေးဟာဘာမှမမ strategy လည်းမရှိဘူးဘာမှမရှိဘူးဒါပေမဲ့အဲ့ဒီ experience ပေါ့နော်ဟိုဟို UN no NGO တို့ဒီ environment ဆိုတာတည်နေတဲ့ဟာအဲ့ experience တွေရပြီးတော့ဒါတော့ဒါ environment ဆိုရင်ဒီဟာလေးတွေလုံးလို့ရမယ်ဆိုရင်ဟာမျိုးလေးနဲ့တွဲပြီးတော့သုံးချတ်သွားတာပေါ့နော်အကန်လဲပါမှာပေါ့အဲကွယ်ညံနဲ့ကန်နဲ့အဲအဲ့လိုပေါ့ဟိုကန်ညံဝရိယနဲ့အဲ့လိုလေးဒီလိုလေးဖြစ်လာတာပေါ့နော် ไอเดียကဘယ်လိုထွက်လာလဲလို့မြင်ကိုယ့်ကိုယ်ကိုလည်းအဲ့လိုမျိုးမသိဟိုညာဘက်ဆိုအဲ့လိုထွက်နေဟွာရယ်ဆိုပြောကြညာညာဆိုဘာတွေလုပ်နေညာညာဆိုတဲ့တခုပြီးတခုတင်နေရယ်ပေါ့နော်ဒါပေမဲ့နေလုပ်တဲ့ဟာတွေအားလုံးကလည်းဟိုဟာပေါ့ unique ဖြစ်နေတယ် innovative တဲ့ဖြစ်တယ်ပေါ့နော်အဲ့လိုတော့ပြောရဲမင်းရင်တော့ကိုယ်တိုင်လည်းတကယ်မသိဘူးဟိုဒီလိုပဲထွက်ထွက်လာတာပေါ့နော်တခုပြီးတခုကနေဒါပေမဲ့ဟို idea တွေကလည်းအဲ့လို mental အမှားတွေရှိရယ်ပြီးတော့ကိုယ်လည်းစောင့်ရှောက်ပေးတဲ့ဒီပေါ့နော်ဒီစီးပွားရေးဟို ဓိကအဖြစ်ကအမတို့လမ်းကြောင်းမှန်သွားတာပေါ့နော်လမ်းကြောင်းမှန်တယ်ဆိုတော့ဒီ tradition ဖြစ်သွားတယ်ပြီးတော့ဒီအခုလွမ်းနေတဲ့ခေ 90s ဟာနဲ့ကဟိုကွက်တိဖြစ်သွားတာပေါ့နော်ဖြစ်သွားပြီးတဲ့အချိန်မှာကုမ္ပဏီကြီးတွေရောအကုန်လုံးအကုန်လုံးကလည်းဒီ SME ကိုပြန်ပြီးတော့အားပေးနေတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်ဒါဟိုလမ်းကြောင်းမှန်ပြီးတော့အချိန်နဲ့ကိုက်သွားတဲ့ဟာလေးပေါ့နော်အဲ့လိုမျိုးပါ